ခုအန်တီနန်းကအတင်အပဖောက်ပြီးတာဟောဒီဖော်ပြလေးမှာပူတီနာကိုစိုက်မှာဖြစ်ပါတယ်ဟုတ်ဒီအပောက်လေးတွေထဲမှာထည့်ပြီးစိုက်ဖို့ရေမြုပ်ပြားလေးတွေတော့လိုတာပေါ့နော်။ဟုတ်ဒီရေမြုပ်ပြားကတော့သူများလှုပ်ရောက်တာပါနော်။ဒီရေမြုပ်ပြားမှာကအပောက်လေးတွေရှိပါတယ်။ပူတီနာအကိုင်းကိုဟုတ်ဒီအပောက်ထဲမှာထည့်ပြီးရင်ဒီဖော့ဘူးရဲ့အပောက်ထဲမှာထည့်လိုက်ရင်ပြီးပါပြီ။ ဒါကတော့ဈေးကနေဝယ်လာတဲ့ပူတီနာပင်တွေပဲဖြစ်ပါတယ်။အရန်ကိုလာတယ်နော်။တစည်းကိုဆယ်ပတ်ပေးရတယ်။ဟောဒီပူတီနာပင်တွေထဲကအကိုင်းကိုရွေးတဲ့အချိန်မှာအခုလို့အကိုင်းရင့်နာလေးပေါ့နော်။နည်းနည်းကြီးတာလေးကိုရွေးပြီးယူရပါမယ်နော်။ ဒီလိုအကိုင်းမျိုးဆိုရင်ပြန်ဆိုင်တဲ့အချိန်မှာရှင်တနာတေချာပါတယ်ပြီးရင်အောက်ကအရွက်လေးတွေကိုညှက်ထုတ်ပေးရပါမယ်နော်အရွက်ရင်လေးတွေကိုပေါ့အဲ့ဒါလေးတွေကိုညှက်ထုတ်ပေးရမယ်ဟိုအပေါ်မှာရှိတဲ့အရွက်နုလေးတွေကိုပဲခြံထားပေးလိုက်ပါနော် ပူတင်နာရဲ့အကိုင်းကကြီးနေလို့ဒီရေမြုပ်ကိုဘေးကနေခုလိုဖဲလိုက်တယ်ပြီးမှပူတင်နာကိုဒီအစ်စ်ကလေးရှိတဲ့နေရာမှာရေမြုပ်လေးနဲ့ပတ်ထားမယ်ပြီးရင်ဖော့ဘူးအပေါက်ရှိတဲ့နေရာမှာတွားပြီးထည့်ပေးရပါမယ်နော် အခုလိုလေးထည့်ပေးလိုက်လို့ရှိရင်လွယ်ပါတယ်ဒီမလေးတလူအပေါက်လေးထဲမှာ ခုလိုလေးထည့်လိုက်တာနဲ့ပြီးပါပြီနော်ပူတင်နာတွေအားလုံးထည့်လို့ပြီးပြီဆိုရင် ထော်ဒီဖော့ပြားကိုဖော့ဘူးအလွတ်တမမဟုတ်စလုံးတစ်ခုထဲမှာရေထည့်ပြီးအပေါ်နေတင်ထားလိုက်တာနဲ့ရပါပြီနော်။